။လာမယ့်အော်တိုဘာလ18ရက်နေ့ထိုင်းနိုင်ငံဘန်ကောက်မှာကျင်းပမယ်1 Friday 5 129ပြိုင်ပွဲမှာမြန်မာဖိုက်တာတွေဖြစ်တဲ့ထွန်မင်းအောင်နဲ့အောက်ချင်းလေးတို့ရဲ့ပွဲစဉ်တွေပါဝင်ပါတယ်။ထွန်မင်းအောင်နဲ့ပွဲဆိုရင်ခေါင်းပွဲတော်မှာတည်ပြီးထားပါလိမ့်။ထိုမင်းအောင်က Thai Fighter Tanon အောက်ချင်းလေးက Japan Fighter Tanisuru နဲ့ရှင်ပြန်ထိုးတမှာဖြစ်ပါတယ်။ထိုမင်းအောင်ဟာ1 Championship မှာ၄ပွဲထိုးပြီးတော့2ပွဲနိုင်2ပွဲရှုံးနေတာပါလေ ပြန်ပန်းဖြစ်တဲ့ထန်တွန်ကတော့ one championship မှာ၃ပွဲထိုးထားပြီးတပွဲနိုင်တပွဲရှုံးနေတာတပွဲကိုတော့အရှုံးနိုင်တတ်မှတ်ထားတာမရှိဘူးလို့သိရပါတယ်။အောက်ချင်းလေးကတော့ one championship မှာဒုတိယမြောက်ထိုးသက်ရတာဖြစ်ပြီးအောက်ချင်းလေးနဲ့ထိုးသက်မဲ့တားနေစုက one championship နဲ့၅ပွဲထိုးသက်ထားပြီး၄ပွဲအနိုင်ရရှိထားတဲ့ fighter ဖြစ်ပါလိမ့်။ on friday fight 129မှာမြန်မာ fighter နှစ်ယောက်ပွဲဆိုင်နေပါဝင်တွဲဆိုင်စုစုပေါင်း12ပွဲပါဝင်မှာဖြစ်တယ်လို့သိရပါတယ် အဲ့ဒီပွဲမှာဆိုရင်ထွန်မင်းအောင်နဲ့တန်တုံတို့ရဲ့ပွဲကိုခေါင်းပွဲတည်ထားပါလေဒီပွဲကတော့တော်တော်လေးကိုကြည်ကောင်းမယ်လို့ယူဆရပါတယ်။ဘာဖြစ်လို့လဲသူတို့နှစ်ယောက်ကြားထဲမှာဇလန်းနေရှိပါလေ။မြမရိုရလဝေကျော်ထွန်မင်းရဲ့ညီဦးဖြစ်တဲ့ထွန်မင်းလက်ကိုတန်တုံကတစ်ချိန်လုံးကအနိုင်ရရှိပူပါလေ။ဖြစ်ပုံက2022ခုနှစ် time fight မှာပါ one championship မှာမဟုတ်ပါဘူးအဲ့ဒီတုန်းက time fight ပွဲစဉ်တစ်ခုမှာထွန်းလုံးမဲရဲ့ညီကိုတန်လုံးနဲ့ပွဲတည်ခဲ့ပါတယ်ပထမချိန်မှာပဲထွန်းလုံးမဲရဲ့ညီကတန်လုံးကိုရှုံးပါတယ်ထုံးပါနိုင်ရောထွန်းလုံးမဲနဲ့ပြန်တယ်ပြီးဘာညာဆိုပြီးတန်လုံးဖတ်ခဲ့ပါတယ်ဘာမှတော့မဖြစ်ခဲ့ပါဘူးခုတော့မကြေပွဲတစ်ခုအနေနဲ့ဂလက်ဇာချေကိုခင်းချင်းဖြစ်လာပါတယ် Friday 5 129မှာထွန်းမဲအောင်နဲ့တန်လုံးကိုပွဲတည်ပါတယ် တန်လွန်ဟာ time fight မှာတော့ထိုက်တန်းကစားသမားဆိုပေမဲ့ one championship မှာတော့ရုန်းကန်နေရပါတယ်ထုံးမြောင်နဲ့ပတ်သက်ပြီးတန်လွန်ကခုလိုမျိုးပဲချပြလာပါတယ်ထုံးမြောင်ကရဲအနေနဲ့များတဲ့ fighter ပါ သူမှာ KO power မျိုးရှိပါတယ်လက်သီးထိုးပုံကောင်းတယ်တရောင်ရိုက်ချက်တွေလည်းကောင်းပါတယ်ဒါပေမဲ့သူ့အားသာချက်တွေမှန်သမျှကိုကျွန်တော်လည်းကျွမ်းကျွမ်းကျင်ကျင်သုံးပြနိုင်ပါတယ်ဒီပွဲအတွက်ပေးကြပြင်ဆင်ထားပါတယ် ထောင်မြောင်ရဲ့ပွဲဟောင်းတွေကစပြန်ကြည့်ထားပါတယ်။အားနည်းချက်တွေလည်းရှာတွေ့ထားပါတယ်။ထောင်မြောင်ဟာတဲ့တိုက်စစ်ဆောက်ဖွင့်မယ်ဆိုရင် gap မလုံဘူးတဲ့ gap ကျနေတတယ်တဲ့။သူ့ရင်ပွဲမှာဇာဟီဒီနဲ့ပွဲမှာလည်းအဲ့ဒီအားနည်းချက်ကြောင့်သူက hacking နဲ့ပွဲသိမ်းခံရတယ်။ကျွန်တော်ရဲ့အားသားချက်ကလည်း hacking တွေပါပဲ။သူ gap ကျတာနဲ့သူ့ရဲ့ဦးခေါင်းကိုအားပြင်းနဲ့ကန်ပြီးကျွန်တော်ဆုံးသတ်ပြမယ်လို့တန်လွန်ကဆိုပါတယ်။ဒီဘွဲမှာဘသူကအရင်စပြီးတော့အမားကျွလို့မလဲ ဒီချက်ကပဲပွဲရလတ်ကိုအဆုံးသတ်ပြီးတော့မှာပါကျွန်တော်တို့နှစ်ယောက်ထိုးသက်ပုံကြောင့်တယောက်တော့လဲထိုးခံမှာပါတဲ့ကျွန်တော်ဘက်ကတော့အမားမလုပ်ဖို့တတိကြီးကြီးထားပြီးချင်းကတ်သွားမယ်လို့တန်တော်ကဆိုပါတယ်ဒီနေရာမှာပြောချင်တာကတော့ထုံးမင်းအောင်အနေနဲ့စိတ်ခံစားချက်ကိုဦးစားပေးလို့မရဘူးဗျစိတ်ခံစားချက်ကိုဦးစားပေးတဲ့အခါအမားလုပ်သွားပြီးတန်တော်လို wire fighter ရဲ့ခြေကံချက်မိနေပါတယ်ဒီပွဲဖြစ်က fighter နှုတ်လုံးဟာပြောရမယ်ဆိုရင်တော့ လက်စလက်နာရှိတဲ့သူတွေပါပဲဒါမဲ့အဲ့ဒီမှာလက်စလက်နာပိုရှိတာကတန်တော်မှာတန်တော်ဟာထုံးမင်းအောင်ထက်တပါပိုရှိပါတယ်ပါဝါပိုရှိပါတယ်ထုံးမင်းအောင်ကတော့တန်တော်ထက်ငယ်ကုံနဲ့ပညာရှိမယ်မာကုံကတော့အများကြီးမရှိသေးပါဘူးဘသူပဲဖြစ်ဖြစ်တစ်ချက်မှတစ်ချက်ဟာတာနဲ့ကားမှာပါပဲဟောက်ကွက်မရှိအပားမလို့ပဲအတီမြင်တဲ့သူကပိုပြီးအလေးသာသွားမှာဖြစ်ပါလိမ့်ထုံးမင်းအောင်နေနဲ့အကိုအတွက်လက်စားချေခြင်းနဲ့စိတ်စိတ်ခံစားချက်ဦးစားမပေးပဲ ဒီပြိုင်ဘက်ကိုဘလို့နိုင်ရမလဲဆိုတာကိုပဲ view ဟာကိုဦးစားပေးရွေးတင်တယ်လို့မြင်ပါတယ်စိတ်ခံစားချက်ကအမားလုံးမှုတက်တာမျိုးမိမိအတွက်မကောင်းသလိုပြိုင်ဘက်အတွက်လည်းအားသာချက်ဖြစ်နေပါတယ်ဒီဘွဲဟာ၃ကြီတောင်ရောက်မယ်မထင်ပါဘူးဒီဘွဲရဲ့ရလက်ဖြစ်နိုင်ခြေကို၃တက်ရမယ်ဆိုရင်တော့တော်တော်လေးတော့ခက်ပါတယ်ဒီဘွဲမှာဘသူကနိုင်မလဲဆိုတာကတော့ပြောဖို့မှန်းဆဖို့တော့ခက်ပါသေးတယ်၁၈ရက်နေမှသိရမှာပါ ွန်မြောင်ကအခုပြောရမယ်ဆိုရင်တော့တန့်စင်ထောင်မှာအသက်ငယ်ပါတယ်ခုမှ16နှစ်သားလောက်ပဲရှိပါသေးတယ်တန်တော်ကထွန်မြောင်ထက်အများကြီးကြီးပါတယ်တန်တော်နဲ့ထွန်မြောင်တို့ဟာ165ပေါင်မွေထိုင်းတွဲဆိုင်ဖြစ်ကစားသွားမှာဖြစ်ပါတယ်တန်တော်ဝမ်းချင်ပြန်ရှိမှနှစ်ပွဲကစားတစ်ပွဲနဲ့တစ်ပွဲရှုံထုံးမြောင်က၄ပွဲကစားနှစ်ပွဲနဲ့နှစ်ပွဲရှုံထားပါလေ။ခေါင်းရွဲဆန်းပြုလို့ပြည်သက်ရဲ့စိတ်ဝင်စားမှုလည်းမြင့်တက်နေပါလေ ခေါင်းပွဲကမြန်မာနဲ့ထိုင်ပွဲဖြစ်လို့ဒါမဲ့တောက်ကြနေကြမှာတော့လုံမဏီကွင်းကြီးထဲမှာလူပိတ်သက်ကြီးနဲ့ပြည့်နေမှာကိုတော့မြင်ရောင်မိပါတယ်။တကူရှိတာကတော့တန်တွန်ကဝိတ်ချထားပါတယ်။ဝိတ်ချထားမှုအတွက်ကြန့်ခိုင်မှုကတော့ထုံးမဲအောင်လို့တော့သိမကောင်းမှုလို့ပဲယူဆရမှာဖြစ်ပါတယ်။နောက်ပြီးတန်တွန်ကတခြားမှုကူပြကြော်စွာဝင်းတို့ရဲ့ Far Dash Jin ကဖိုက်တာပါ။ဘာဖြစ်ဖြစ်ထုံးမဲအောင်အနေနဲ့တော့အကောင်းဆုံးလုံနိုင်မယ်လို့မျှော်လင့်ရပါတယ်။ ။ထုံးမြောင်နဲ့တန်နွပွဲနဲ့ပတ်သက်ပြီးတော့ပြည်သက်တွေကတော့သူတို့ရဲ့အမြင်ကိုခုလိုမျိုးပဲပြောပါလိမ့်။ထုံးမြောင်နဲ့တန်နွကားတဲ့အရွယ်လေးกว่าပါတယ်တဲ့။ပညာပိုင်းရလဲရှင်ဘိုးကခတ်ပါတယ်တဲ့။ထုံးမြောင်အရင်နဲ့တဲ့အလဲဟိုးခံရဖို့များမှာပါတဲ့။ထိုင်းဖိုက်မှာဂရက်ကတန်နွန်ဟာတဲ့မြန်မာဖိုက်တာနှစ်ယောက်ကိုတဲ့တညာတဲ့နှစ်ပွဲထိုးပြီးအမှောက်သိခဲ့တာတဲ့အခုလဲဘလို့မှရှင်လို့မရဘူးပွဲတိလိုက်တာပါတဲ့ဒါပေမဲ့လက်ခံတဲ့သူကအဓိကပါတဲ့ ထိုးကြီးကတော့ရမှာပါတဲ့တန်တော်အားတဲ့ရန်နော်နဲ့ပွဲမှာဆိုတညာလဲနှစ်ပွဲထိုးတာတဲ့ခုတော့သူဟာအကြပိုင်းရောက်နေပါပြီတဲ့တစ်ချိန်လုံးကတော့တော်တော်ကောင်းခဲ့ပါတယ်တဲ့တွင်းလင်းထက်လို့ထုံးလင်းအောင်နေတဲ့အမှတ်နဲ့ရှုံခဲ့ရင်တော့ချီးကျူးရမှာပါလေတန်တော်ရဲ့အမြင့်ကန်ခြင်းနဲ့လက်သီးတွေကပါဝါကြီးပါလေတဲ့အလဲထိုးဖို့အတွက်ရာဂိုင်တုံးကများတယ်ဆိုပြီးတော့ပြိသက်တွေကပြောပါလေ ်ဒါမဲ့တန်တွန်းကဝမ်းချက်မရရှိမှာတော့မှတ်တမ်းကောင်းပိုင်ဆိုင်မှုမရှိသေးပါဘူးဝိတ်ကလည်းအရန်กว่าပါတယ်ထုံးတန်တွန်းကဝိတ်ချထားတာပါဝိတ်ချထားတဲ့အတွက်ကြောင့်ထုံးမရအောင်အနေနဲ့ဒါနဲ့နဲ့အားသာချက်လို့ပြောလို့ရပါတယ်တန်တွန်းဟာတဲ့ဝမ်းမှာရုံးကန်ရပါမယ်တဲ့ time fight မှာတော့အလဲထိုးပြင်စီရပါတယ်ပြီးတော့သူရှုံးထားတာကပေါင်180တန်းပါတဲ့လူကောင်ကြီးကစားသမားတွေနဲ့ထိုးပြီးရှုံးထားတာပါတဲ့ ုတော့ဂျာဝိတ်165ပေါင်တန်းကိုဆင်းလာပါပြီတဲ့ထုံးမအောင်ဆင်ဟားတဲ့တန်တွင်းရဲ့ပြိုင်ဘက်ဆင်မှုန်သေးပါဘူးတဲ့တန်တွင်းပဲအလဲထိုးနဲ့နိုင်သွားနိုင်ပါလေတဲ့ဒါလုံးဝမဖြစ်တဲ့ပွဲပါတဲ့ဘလို့မှအမျှခြေထားမရတဲ့ပွဲမှုထုံးမအောင်ဘက်ကငင်းတင်ပါလေတဲ့တန်တွင်းကိုပြန်ပြီးတော့အမြင့်တက်နိုင်အောင်ကိုလူကိုခြာနှင်းခိုင်းတဲ့ပွဲပဲတဲ့နိုင်စရာလည်းမရှိသလိုရှုံးမင်းလက်ဝမ်းမှာပွဲထရဖို့အတွက်ခက်ခဲသွားနိုင်တယ်တဲ့။ဘာပြောပြောတဲ့ တန်တော်ဘက်ကနှာတစ်ဖြားသာပါတယ်တဲ့အဘက်ဘက်ကကြည်ရရင်တဲ့တန်လွေရဲ့ high kick ကိုအထူးသတိပြုရမယ်တဲ့ထုံးမယောင်ကိုတဲ့ဇာဟီဒီဖြုတ်သွားတဲ့အကွက်ကတန်တော်အကြိုက်အကွက်ဆိုတော့တဲ့ထုံးမယောင်အနေနဲ့ဂတ်လုံးဖို့တော်တော်ပြင်ဆင်ရပါမယ်တဲ့တန်တော်ဟာတဲ့ပညာနဲ့ပါဝါတာပါတယ်တဲ့ဒါပေမဲ့ဘာပြောပြောတဲ့ထုံးမယောင်မြန်မာဘက်ကပဲအားပေးရမှာပါလို့ဆိုပါတယ်ထုံးမယောင်ထိုးဖို့တော့တိတ်တဘောတော့မကြပါဘူးတဲ့ ကိုမြန်မာနိုင်ငံသားဆိုတော့တဲ့နိုင်နိုင်ရှုံရှုံအားပေးပါတယ်တဲ့။ဘာပြောပြောတဲ့ဒီပွဲမှာတဲ့ထုံးမယောင်အနေနဲ့သူ့ကိုယ်ကိုလည်းတန်တော်ကရင်တော့ကအမှောက်သိထားတာဖြစ်တဲ့အတွက်ကြောင့်စိတ်သက်ခံတော့ရှိနေပါတယ်တဲ့။ပါဝါနဲ့မကုံအတော်ကောင်းပါလေတဲ့။ထုံးမယောင်လက်သီးတစ်ပေါက်ထင်းနဲ့မရတော့ပါဘူးတဲ့။အကောင်းဆုံးပြင်ဆင်သင့်တယ်ဆိုပြီးပြည်သက်တွေကမှတ်ချက်ပြပါလေ။ တန်တွန်ကိုတဲ့အထင်ကြီးမယ်တဲ့နောက်ပိုင်းပွဲတွေကြည်ရင်တဲ့တောင်တွန်ကအကြပိုင်းရောက်လာတယ်တဲ့ဒီလိုအကြပိုင်းရောက်လာတာကတော့ထွန်းလင်းအောင်နေနဲ့နိုင်ဖို့အတွက်တော့အခြေအနေကောင်းပါလေတဲ့နောက်ပြီးတော့တဲ့ထွန်းလင်းအောင်နေနဲ့တကယ်တော့တန်တွန်ကိုတော့လုံးဝရှုံးတက်တဲ့ဘူးတဲ့တပါနဲ့ပညာနောက်ပြီးတက်လုံကောင်းတာကတော့ခုတိရှိသေးတယ်တဲ့ ရုရှားသားထိုးသူတို့ထိုးတဲ့အဝေးမြန်ထွက်မြန်ထိုးရင်အဲ့ဒါဆိုရင်တော့တန်းတုံကိုနိုင်နိုင်လဲဆိုပြီးပြိတ်သက်တွေကတော့အကြံပေးပြောပါလိမ့်